မင်္ဂလာပါ Story War ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Story War Channel ကိုစောင့်ကြည့်နေတဲ့ပရိသတ်တွေအတွက်ယရနာသုံးမရဲ့ဂုဏ်ကျေးဇူးကြောင့်ချော်ရီပူပရအနေနဲ့မြောက်ခဲ့တဲ့အကြောင်းအရာကိုပြပြပေးတော့မှာဖြစ်ပါတယ်ဟိုးရှိရှိတုန်းကဘောဂဗလာတိုင်းပြည်ကြီးကို အုပ်စိုးလျက်ရှိတဲ့တီဟာရာဇာဘင်ကြီးမှာတားတော်မင်းသားသုံးပါရှိတယ်တဲ့ ။ဒီနေ့မှာတော့ဒီရရာစာမင်းကြီးကသားတော်သုံးပါးကိုညီလာခံသဖြင့်ကျင်းပနေတဲ့ချိန်လူအများလည်းမခေါ်ပြီးမင်းမြန်တော်မူလိုက်တာပေါ့။သားတော်တို့အခုလိုရွှေနှန်းတော်ကြီးထဲမှာမပူမပြေမကြောင်မကြစီးကျင်အပြင်းနဲ့နေနိုင်တာဟာဘာကြောင့်များလဲကွယ်လို့မေးလိုက်တဲ့အချိန်မှာသားတော်အကြီးဆုံးမင်းသားကခမဲတော်ရဲ့ဘုန်းတော်ကြောင့်မလို့ဖြေလိုက်တာပေါ့ ဘရင်ကြီးကလည်းသားတော်ကြီးရဲ့အဖြေကိုကျင်းတဲ့သွားပြီးသားတော်လက်ကိုလည်းချက်ပြီးမိလိုက်တာပေါ့ဒီလိုနဲ့သားတော်အလက်ကလည်းခမဲတော်ရဲ့ဘုန်းရှင်ကန်ရှင်ကြောင့်မလို့ဖြေလိုက်တယ်ဘရင်ကြီးကလည်းသားတော်အလက်ရဲ့အဖြေကိုကျင်းတဲ့သွားပြီးသားတော်အငယ်ကိုလည်းချက်မှန်မိလိုက်တာပေါ့ဒီလိုနဲ့သားတော်လေးကလည်းခမဲတော်ကြီးရဲ့မိကွန်းကိုမလာပါယရနာသုံးမရဲ့ဂုံကျေးဇူးတော်ကြောင့်မခမဲတော်လို့ဖြေချလိုက်တယ်တဲ့ ။ပြီးရင်ကြီးကသူ့လူချင်းတဲ့အဖြစ်မဟုတ်တဲ့အတွက်ဒါတော်လေးကိုစိတ်ထဲမှာမကြည်မနဲ့ဖြစ်သွားတာပေါ့။ပြီးတော့ယန္နာသုံးပါးရဲ့ဂုဏ်ကျေးဇူးကြောင့်အခုလိုအေဂျင့်စွာနေရစားရတယ်ဆိုတာကိုဒါတော်လေးကတက်တည်ပြနိုင်မှာမလားလို့မေးလိုက်တယ်။ဒီလိုနဲ့ဒါတော်လေးကလည်းမလာပါ အခါခွင့်တဲ့အခါတက်တည်ပြပါမယ်ခမဲတော်လို့ပြန်လေဖြေချလိုက်တယ် ဘရင်ကြီးကလည်းအခုလိုပြပြစုံစုံနေရတာဟာသူရဲ့ဘုံတမာကြောင့်လို့မပြောဘဲယရနာသုံးပါးရဲ့ဂုံကျေးဇူးကြောင့်လို့ပြောတာကိုသိပြီးမကျေနပ်တော့တားတော်အငေးဆုံးလေးရဲ့စကားကိုတင်းမဲ့ထားလိုက်တော့တာပေါ့တစ်ဖက်မှာတော့တားတော်ကြီးနဲ့တားတော်လက်တို့ဟာအပျော်ပါးကိုပဲခုံမင်ကြပြီးတနေ့တနေ့ရံရွေတော်အဖော်ပေါင်းတို့နဲ့သာအချိန်ကုန်လေးရှိတဲ့တယ်ဘုရားတရားတန်ခါကိုကြီးညိုရကောင်းမလဲမသိဘူးတယ် ဒါပေမဲ့မင်းနာငေဆုံးလေးကတော့ဖျားကြီးအတန်ကယရနာသုံးပါးကိုအင်မတန်မှယုံကြည်လေးစားကြည်ညိုရသူဖြစ်တဲ့။နေစဉ်နေတိုင်းညစဉ်ညတိုင်းဖျားကိုစီမီးရေချမ်းကိုရင်ကက်လူပူဇော်ပြီးဖျားရှင်ရဲ့ဂုံကျေးဇူးကိုရွတ်ဖတ်ပြီးဖျားရှိခိုးလေးရှိတဲ့သူပေါ့။ဖျားရှင်ဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေကိုရေးစားလိုက်နာပြီးငါးပါးသီလကိုလုံးအောင်ကျင့်ကြံနေထိုင်သူလည်းဖြစ်ကြပါပေါ့။ ပြီးတော့ရဟန်းတန်ဃာတော်တွေကိုပစ္စည်းလေးပါ ပြည့်စုံစွာလှူဒန်းလေးရှိသူလည်းဖြစ်တဲ့။ဒီနေ့မှာတော့ဘယင်ကြီးနန်းသိမ်းပွဲခံခြင်းနှစ်30မြောက်အထိမ်းမဲ့ပွဲတပင်ကြီးကိုနန်းတော်ရဲ့ရှေ့ကဂွင်းမြင့်ကြီးထဲမှာအကြီးကျယ်ပြုလုပ်ကျင်းပတော့တဲ့။အဲ့ဒီပွဲလန်းတပင်ကြီးကိုကြီးကျယ်စီစဉ်သူတွေကတော့မင်းသားကြီးနဲ့မင်းသားလက်ပဲဖြစ်တယ်တဲ့။ သူတို့တွေဟာမနက်ခင်းမိုးလင်းကလေးကကြောင်ရောက်လာတဲ့သူအပေါင်းနဲ့အတူတောက်စားမှုရေးပြီးပျော်ပျော်ပါပါကကုံမြူးကျူးလျက်ရှိရတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာမင်းသားငယ်ဆုံးလေးကတော့နန်းတော်နဲ့မလန့်မကန်းကကိုမြင့်လေးပေါ်မှာပျံစရာတွေနောက်လိုက်နောက်ပါတွေနဲ့အတူဖျားကြည့်လျက်ရှိရတယ်။ဘရင်ကြီးနဲ့မိဖုရားကြီးဟာပွဲလန်းတပင်ကိုတွားဖို့နန်းတော်ထက်ကအစင်းအတန်တစ်ခုကိုကြားလိုက်ရတယ်တဲ့ ရွှေနန်းတော်ကြီးရဲ့အနီးမှာရှိတဲ့မီးတောင်တေကြီးဟာရုတ်တရက်ထပေါက်ကွဲသွားတဲ့အတံပေါ်နှစ်ကာလများစွာ မီးတောင်တေကြီးအဖြစ်ငြိမ်နေတဲ့မီးတောင်ကြီးဟာရုတ်တရက်ပေါက်ကွဲတာပဲဖြစ်တယ်တဲ့ဒီလိုနဲ့ချောရီဘူးတွေဟာမြို့တော်ကြီးစီကိုလိုင်းလုံးကြီးတွေလိုလှိမ့်ဆင်းလာတော့တာပေါ့အဲ့ဒီချောရီလိုင်းကြီးတွေဟာညူယူကိုဖြုတ်ဖြဲပြီးမြို့တော်တွေကိုလည်းဝင်ရောက်လာတာပေါ့ ချိုးရီဘူးရီဟာပျော်ပွဲရှင်ပွဲကျင်းပနေရာကွင်းပြင်ကြီးကိုအငွေတထောင်ထောင်နဲ့ဖုံးလွှမ်းသွားတော့တယ်ဒီငူယူနေတဲ့မင်းသားကြီးနဲ့မင်းသားလက်တို့ဟာအပျော်ကျူးနေကြတဲ့သူတွေနဲ့အတူချိုးရီဘူးအောက်မှာ မရှုမလတေပွဲဝင်ခဲ့ကြရတော့တယ်တဲ့ဒါပေမဲ့မင်းသားငယ်ဆုံးလေးကတော့မိတောင်ပေါက်ကွဲစကလေးကဖာခမဲတော်နဲ့မေတော်တို့ကိုစိတ်ပူပြီးဇေဒီတော်ဒီနေရာကနေ ြေးစင်ပြီးဖာကမဲတော်တို့ကိုတောင်းရောက်ခေါ်ခဲ့ရတယ်။ဒီလိုနဲ့ဖာကမဲတော်ကလည်းတော်ပါသေးရဲ့တီတီကလေးလွတ်သွားတယ်ကြည်ပါဦးနန်းတော်ကြီးကိုချောင်ရီဘူးတွေလွမ်းသွားပါလားအဲ့ဒီလိုပြောကြဆိုကြရင်အင်းဖာကမဲတော်နဲ့မဲတော်တို့အသက်ဘေးကနေလွတ်မြောက်ရတာဟာတားတော်ငယ်လေးရဲ့ကျေးဇူးကြောင့်ပါပဲ ဖာကမဲတော်ဖေဟာတားတော်ရဲ့ကြီးစုကြောင့်မဟုတ်ပါဘူး။ယရနာသုံးမရဲ့ဂုံကြီးစုတော်ကြောင့်ပါလို့တားတော်ငယ်ငယ်လေးကလည်းဖြေလိုက်တယ်။ပြီးတော့တားတော်ငယ်လေးဆက်ပြောလိုက်တာကတကယ်လို့ဒါတားတော်ဟာယရနာသုံးမကိုမကြည်ညိုခဲ့ရင် အကိုတော်တို့နဲ့အတူပွဲလန်းတပင်မှာပျော်ပါမှုယူနေမှာပါ။ဒါဆိုတားတော်ရောခမဲတော် မေတော်တို့ပါချိုရီပူရီဖုံးလွှမ်းခံရပြီးမရှုမလသေးဘွဲဝင်ကြရမှာ သားတော်ဟာယန္နာသုံးပါးဖြစ်တဲ့ဘုရားကျားတန်ခါကိုယုံကြည်ကိုးကွယ်သူဖြစ်တဲ့အတွက်တည်ရည်တောက်စားခြင်းကိုရှောင်ကျဉ်ပြီးဒီကုန်းမြင့်လေးပေါ်မှာဇေဒီတည်နေခဲ့တဲ့အတွက်ချောရီဘူးတွေဖုံးလွှမ်းခံရတဲ့ဘေးကလွတ်မြောက်ခဲ့ရတာပါဒါကြောင့်သားတော်ဟာယရနာသုံးပါးရဲ့ဂုံကျေးစုကြောင့်အသက်ဘေးကနေလွတ်ခဲ့ရသလိုခမဲတော်မေတော်တို့ရဲ့အသက်ကိုလည်းကယ်တင်နိုင်ခဲ့တာပါလို့ဖြေကြားလိုက်တယ်ဗျ။ အဲ့ဒီတော့မဘရင်ကြီးကလည်းသဘောပေါက်သွားတော့တာပေါ့ဒီလိုနဲ့ဘရင်ကြီးကလည်းတစ်ချိန်လုံးကတားတော်လေးပြောခဲ့တဲ့ယရနာသုံးပါးရဲ့ဂုဏ်ကျေးဇူးကြောင့်ချမ်းသာစွာနေရတယ်ဆိုတာကိုအခုအချိန်မှအခိုင်အမာတက်တည်ပြနိုင်ခဲ့ပါပြီခမဲတော်လည်းယရနာသုံးပါးရဲ့ဂုဏ်ကျေးဇူးကြီးမားလာကြောင်းကိုသိသွားပြီဖြစ်လို့ဒီနေ့ကစာပြီးယရနာသုံးပါးရဲ့ဂုဏ်ကျေးဇူးကိုမမေ့မလျော့အောက်မေ့တရိယာစွာစီကဲ့ကိုယ်ွယ်ပါတော့မယ်လို့ပြောလိုက်တည်တယ် မေတော်ကလည်းခမဲတော်အတိုင်းပါပဲလို့ဆိုပြီးတာရုသုံးညင်ခေါ်ကချီးမွမ်းနေကြတော့တယ်တဲ့။ကဲပုံမြင်လေးကတော့ဒါပါပဲနော်။ဒီပုံမြင်လေးကိုကြိုက်နေတဲ့တယ်ဆိုရင် like and subscribe လုပ်သွားဖို့လေမမေ့နဲ့နော်။